လိုက်ဖို့ရအစင်းနဲ့ဖြစ်မနေဘူးလားအဲ့ကြတော့တခုခုကိုယုံတော့မယ်ကြီးညိုတော့မယ်ဆိုရင်ရှင်းဆုံးကဘာလို့ရမလဲလေးလာလေးလာရမယ်ပြီးမှဘာလို့ရမလဲလက်ခံမှာလေးလာပြီးမှလက်ခံရမယ်အဲ့ဒါရင်ပြီးလာလို့ပြောတဲ့ကယဟန္တာပေါ်လဲဒီတိုင်းပဲမဖြစ်ဘူးလားယဟန္တာပေါ်ဘူးလားဘယ်မှာပေါ်ဘူးလဲဘယ်မှာယဟန္တာပေါ်ဘူးလဲကပိုင်းမှာယဟန္တာမပေါ်ဘူးလား ပေါ်ဘူးတာပဲအဲ့ဒီကပိုင်မှာယဟန္တာပေါ်လဲသွားကြတာပဲအဲ့ဒါကပိုင်ယဟန္တာတဲ့ကပိုင်ယဟန္တာတဲ့ဆိုတော့ကားတွေကသွားလိုက်လာဥစဉ်ရဘာတွေများဖြစ်တောင်ဆိုဟိုဘက်မန်းလေးတောင်ဟိုဘက်ကပိုင်ရွာမှာယဟန္တာပေါ်လို့တဲ့ဩအဲ့လိုဖြစ်ရောနော်အဲ့ဒါလည်းပဲဒီလိုပဲသွားပြီးစုံစမ်းကြည့်တယ်နော်အဲ့ဒါတော့ခုံကြီးကညာတာမို့လူတွေကလွန်တာနော်ဒီဘက်ကနေပြီးတော့ လူအုပ်ကြီးကနေပြီးတော့ကားတွေနဲ့ရောဆိုင်ကြီးတွေနဲ့ရောနောက်ကနေပြီးတော့တန်းစီပြီးတော့လိုက်သွားတယ်။ရှေ့ကနေပြီးတော့အဲ့ဒီပြန်သွားတဲ့အရာကဘယ်ဘက်ကိုပြန်သွားနေလဲလို့ပြောရင်မန္လေးတောင်ဘက်ကိုပြန်လာ။မန္လေးတောင်ဘက်ကိုပြန်ပြီးတော့အဲ့ဒီတောင်ကနေပြီးတော့ဟိုးမြောက်ဖက်ရောက်တဲ့ကဒီဘက်ကမြင်ရသေးလား။မမြင်ရတော့အဲ့ဒါဟိုဘက်ကိုကျသွားပြီ။ဟိုဘက်ကိုဆင်းသွားပြီဆိုရင်မန္လေးတောင်ကိုကျော်ပြီးဟိုဘက်ကိုလိုက်ကြတယ်။ဆိုင်ကယ်တွေကားတွေနဲ့သွားလိုက်။အဲ့ဒါကပိုင်းရွာတဲ့ရောက်သွား။ဘယ်ရွာတဲ့ရောက် ကပိုင်ရွာထဲရောက်သွားပြီးတော့ဘုန်းကြီးတစ်ပါးကိုတွေ့တဲ့အခါဝင်ပြီးဝှက်ချတယ်အဲ့ဒါဘုန်းကြီးကြောင်းနော်ဘုဖုန်းကြီးကငုတ်တုတ်ဒီတိုင်းထိုင်တယ်ရှင်ဘုရားတပည့်တော်တို့ကအခုမှမိတာဗျာတဲ့ဟောရှင်ဘုရားဗါတယ်တော့တပည့်တော်တို့ကအခုမှမိတာဘာမိတာတော့ဟာတဲ့နော်ငါကဒီမှာပဲထိုင်တာဆိုအာရှင်ဘုရားမဟုတ်ပါဘူးခုနကောင်းငင်ကကြွလာတယ်ရုပ်တို့မြင်တယ်တဲ့နော်ဘယ်ကကြွလာတယ်တော့ဖုန်းကြီးကတော့ယူယူသားသားပဲအဲ့ဒါဟိုကဇုတ်ကဟိုကကောင်းငင်ကကြွတယ်လှုပ်တဲ့ခါကျတော့ ကဲမထူးတော့ဘူးဆိုနောက်ပိုင်းဘုန်းကြီးကလည်းဒီတိုင်းပေးနေလေရတယ်နော်ပေးနေတဲ့ခါမန္လီမြို့ဘဝပုဂ္ဂိုလ်များကဟိုအုပ်အုပ်ကြွကြွနဲ့မသွားကြဘူးလားကြောက်စစ်တန်းကတောင်ပါသေးတာပြည်သိဘယ်ရပါလဲကြောက်စစ်တန်းကတောင်ပါသေးတာအဲ့ဒီရန်နာကိုပင့်ပြီးတော့ဆုံးကတ်တဲ့ပိုင်ဥစဉ်တို့လိုက်ကြည့်တယ်နော်အေးဒီကြောက်စစ်တန်းမှလည်းပဲပါအဲ့ဒီဘုန်းကြီးကိုလည်းပဲအဲ့ဒါကြောင်းနေရခုနတက္ကသိုလ်တော်သူစနာကစိတ်ဝင်စားတော့ကဲငါးရှင်တို့ကြွကြအောင်တဲ့ကင်မရာနဲ့နော်ကြွပြီးတော့ ရန်တာဟုတ်မဟုတ်သွားပြီအချင်းကြီးကဲကက်ကြည့်လမ်းပါလေအဲ့ဒါဟိုကဘုန်းကြီးတွေလည်းဝင်သွားသူကတော့ပုံမှန်ပါပဲကွန်းစားနေဗာစားနေအဲ့နေပိုင်းမဲ့ကွန်းဝါးပြီးတော့ဒီတိုင်းနေနေလိုက်ဟာကြည့်ပြတော့ဟာကွန်းဝါးနေပါလားအဲ့ကြတော့ရဟဏရဲ့အသွင်ပြင်ကဒီလိုကွန်းဝါးမဲ့ထင်လားပြည့်တယ်ဝါးတော့ပါမလားကွန်းအပကြောင့်ဝါးနေလေကွန်းကြိုက်လို့ဗောပြည့်တယ်ဘာကြိုက်လို့လဲကြိုက်တာကဘာလဲ လောဘတဏပဲဒီကွန်းတောင်မှမဖြတ်နိုင်တဲ့ဟာရမ်းတာဖြစ်တော့ပါမလားအခြေခံကစားအကုန်လွဲတာနော်အဲဒါကြောင့်မို့ကြာကြာနာနာမလေးလာတင်ဘူးလားလေးလာတင်တယ်ဒါပေမဲ့ဘုန်းကြီးကတော့ယူသားပါတယ်ဟုတ်လား तू ကတော့ရမ်းတာမဟုတ်ဘူးလို့ကိုပြောတယ်နော်လူတွေကဇို့ရိုးတင်ပေးတာနဲ့ပဲ तू လည်းရမ်းတာမဖြစ်ရဘူးလားဖြေးရတယ်အဲဒါဒီဘုန်းကြီးလည်းပဲခုရမ်းတာကပိုင်ရမ်းတာခုကြားသေးလားဘာလို့မကြားတော့တာ မဟုတ်လို့ဘောဒုဗ္ဗရဘာသာကအဲ့ဒါမျိုးတွေဖြစ်တတ်ပါတယ်ဟုတ်လားနော်အဲ့ဒါမျိုးတွေနဲ့ယုံကြည်တယ်ဟဲ့လို့ဆိုရင်စစ်မှန်တဲ့ဗုဒ္ဓဘာသာဟုတ်ရဲ့လားမဟုတ်ဘူးအဲ့ဒါကြောင့်မို့အစားအသောက်နဲ့အကြောင်းပြုပြီးတော့လည်းပဲရည်စွမ်းဆိုလိုပြီးတော့လည်းပဲအားကြမသွားပါနဲ့သေးစွမ်းဆိုပြီးတော့လည်းပဲအားကြကြီးညိုမှုမဖြစ်နဲ့ယဟန္တာတဲ့လို့အတန်ကြားလိုက်ုံနဲ့လည်းပဲအားမကြပါနဲ့ သွားပြီးတော့စုံစမ်းပါစစ်ဆေးပါလိလပါပြီးမှဘာလုပ်ရမလဲလက်ခံပါအဲ့ဒါမျိုးမဖြစ်သင့်ဘူးလားကဲအဲ့ဒါမြန်မာနိုင်ငံမှာအဲ့ဒီအကျင့်နေခုသဲစွမ်းနေရေစွမ်းနေဒါလည်းနောက်တဲ့အရှိသေးတယ်ဘောင်းဆိုတော့ဝစီဘိတ်မရှိဘူးလားဝစီဘိတ်ဆိုတာဘာပြောတာစကားမပြောဘူးတဲ့ဝစီဘိတ်ဆရာတော်ဝစီဘိတ်ဆရာတော်ဆိုတဲ့နာမည်ကြီးတာတွေရှိဝစီဘိတ်ကိုဘာလို့ကြည်ညိုတယ်ဟင်ဘာလို့ကြည်ညိုလဲ စကားမပြောလို့ကြည်ညိုဒီလိုဆိုရင် तू ကစကားမပြောတတ်တဲ့လူကသင်္ကန်းဝှက်ထိုင်ကြည်ညိုစရာမကောင်းဘူးလားကြည်ညိုစရာကောင်းတာပေါ့တလုံးမှဟွန်းဟွန်းနဲ့ဖြစ်နေဒါကကထိုင်ဝှက်ချရုံပဲဟုတ်လားတလုံးမှမပြောတတ်တဲ့လူပိုကြည်ညိုဖို့ကောင်းတာပေါ့ဟိုကအခုမှကျင်းရတာနော်ဟိုကငယ်ကလေးကစကားမပြောတတ်တာဆိုတော့ပိုကြည်ညိုစရာမကောင်းဘူးလားအင်းဘုရားဘာသာကတိကျစဉ်းစားဖို့လူတယ်ဟုတ်လားအဲ့ဒါဝစီဘိတ်ဆရာတော်ဆိုလဲပဲအုံနေတာပဲအဲ့ဒါမျိုးဖြစ်တဲ့ရလား အေးအဲ့ဒါမျိုးမဖြစ်သင့်ဘူးစဉ်စဉ်စားစားနဲ့လောက်ရမယ်အဲ့ဒါတုတ်တိဘယ်နှမျိုးတယ်လဲကဲတုတ်တိ6မျိုးပြောကြည့်ပါဦးဘာတွေလဲနောက်ကအစားအသောက်နဲ့စင်ကြအောင်လုပ်တာ ဖြစ်နိုင်ရဲ့လား အဲ့ဒီ6မျိုးကိုဥစဉ်ကဘာကြောင့်ပြောပြရတာလဲလို့ဆိုရင်မြန်မာနိုင်ငံမှာမရှိသေးရင်ရှိမလားเนาะဘာတယ်လဲမရှိသေးရင်ရှိမလားရှိလာရင်ရှောင်တတ်အောင်ရှိလာရင်ဘာလဲရှောင်တတ်အောင်တွေ့ဥစဉ်ကပြောပြတာမှတ်မထားသင့်ဘူးလားအေးအဲ့ဒါမှတ်ထားရမယ်အမှုမို့ဆိုရင်ကိုကဗုဒ္ဓဘာသာလို့အမိခံထားပြီးဟိုဟာလေးကြီးညိုလိုက်ဒါလေးကြီးညိုလိုက်လှုပ်ရင်းနဲ့ပဲစီးပွားရေးတွေနောက်မကြဘူးလား နောက်ကိုကချွေးနဲ့သွေးနဲ့ရင်းနှီးပြီးရှာထားတဲ့ဒီဟာကိုလှူဒန်းလိုက်တဲ့နေရာမှာလည်းပဲအကျိုးရတဲ့နှလောက်ရရလားမရဘူးအဲ့ဒါမျိုးဘုရားဘာသာတွေမဖြစ်စေရဘူးဟုတ်လားတခါတုန်းကအဲ့ဒီပုံစံမျိုးနဲ့ဘုရားရှင်ကိုရောင်မြတ်ရဲ့လက်ထက်တော်အခါကကြီးညိုတာရှိဘူးတယ်ဟုတ်လားနော်သူ့ရဲ့နာမည်ကဇံဘုကတဲ့ဗါတယ်တုံးဇံဘုကဇံဘုကကမိဘများကပစ္စည်းဥစ္စာကျွယ်ဝချမ်းသာကြတယ် ကျွဲဝချမ်းသာကြတဲ့အိမ်မှာလာပြီးတော့လူဖြစ်တယ်ဖြစ်ပြီးတော့အရွယ်လေးနည်းနည်းလေးကလေးကသွားနိုင်လာနိုင်ရောက်တဲ့အရွယ်မှာနဗေးကလေးတွေကချက်မင်းနေဟင်းနေစားစရာတွေစားပေမဲ့အဲ့ဒီပုဂ္ဂိုလ်ကမစားဘူးနော်စားလားဘာစားလဲလို့ပြောတော့ကျင်ကြီးတွေစားတာမစင်စားတာဘာစားလဲကလေးအငယ်လေးကကျန်တာတွေကိုကျွေးလိုက်လို့ရှိရင်အကုန်ဖယ်ထုတ်တယ်ဘာပဲကြိုက်လဲ မစင်ပဲကြိုက်တယ်တို့ဒီနားမှာမစင်ကြိုက်တဲ့ပုဂ္ဂိုလ်ရှိလားရှိပါဘူးမရှိသေးနဲ့ဒီနားဖျိုက်တိုက်ကလည်းနီးတယ်ဟုတ်လားနော်အေးအဲ့ဒါမစင်များသွားပြီးတော့မကြိုက်သေးနဲ့နော်အေးဇံဘုကကတော့အဲ့ဒါမစင်ကိုငယ်စင်ကစပြီးတော့ကြိုက်တာဟုတ်လားကြိုက်တဲ့အခါကျတော့ဒီဟာတွေပဲကလေးကကောက်ကောက်ပြီးစားအဲ့လိုဆိုတော့ကြာတဲ့အခါကျတော့ဘလို့ဖြစ်အောင်ဆိုသူ့မိဘများကမဖြစ်ဘူးဟေ့ဒီကလေးသာဆက်ပြီးတော့ဒုစီမှာနေရင်တော့ဒုနာမည်ပြက်လိုက်မယ် ဒီလိုဆိုတော့မကောင်းကြောင်းပို့တာကောင်းတယ်ဆိုပြီးဘယ်ပို့လိုက်လဲကြောင်းပို့လိုက်တယ်တော်သေးတယ်ဘုရားဘာသာတွေဒီမဟုတ်ဘူးတက်ကရုံးတွေဒီပို့လိုက်တာဘယ်ပို့လိုက်လဲအေးတက်ကရုံးတွေဒိဋ္ဌိတွေစီကိုပို့လိုက်တယ်ဒိဋ္ဌိဘက်ကလည်းပဲယဟန်တော့ယဟန်ဝိတ္တိပဲနော်အဲ့ဒီကိုပို့လိုက်တဲ့အခါကျတော့လည်းပဲဒီကလေးရောက်လဲသွားရောအရွယ်လေးတော်တော်ရောက်တဲ့အခါသင်္ကန်းဝိတ်ပေးလိုက်တယ်ဘာဝိတ်ပေးလိုက်လဲဘုရားဘာသာတော့ဟုတ်လားဘာတွေလဲဆိုရင် ဒိဋ္ဌိတွေဘာတွေလဲတနည်းအားဖြင့်ပြောရင်အာဇီဝကတကရွန်တွေဘာတွေလဲအဲ့ဒီပုံကိုယ်တွေရဲ့ဓမ္မသင်္ကန်းဝတ်လိုက်တယ်သင်္ကန်းဝတ်တဲ့အခါကျန်တဲ့ပုံကိုယ်များကမနဲ့လင်းလာတာနဲ့တပြိုင်တည်းမြူတဲ့လိုက်ပြီးဆုံးခန္ဓာမရှိဘူးလားရှိတယ်ဘုရားဘာသာကမှဆုံးခန္ဓာမဟုတ်ကျန်တဲ့ဒိဋ္ဌိတွေကလည်းဆုံးခန္ဓာနေဘုရားဘာသာယဟန်တွေကလည်းပဲဆုံးခန္ဓာနေအဲ့လိုသွားကြနော်သူများဆုံးခန္ဓာထွက်သွားတဲ့အချိန်မှာအဲ့ဒီအာဇီဝကဟိုး ဇံဘုကကဆုံးကထွက်လားမထွက်ဘဲနဲ့ဘယ်မှာနေခဲ့လဲဆိုကြောင်းမှာနေခဲ့တာဘယ်မှာနေခဲ့လဲကြောင်းမှာနေခဲ့ပြီးတော့အဲ့ဒါရန်တော်တွေအကုန်ထွက်သွားတာနဲ့တပြိုင်တည်းသူ့လုပ်ငန်းစတော့တာပဲဘာတွေစလဲအေးအဲ့ဒါကုရိဘက်ကိုသွားအဖုံးနေဖွင့်ကောက်ပြီးစားတာပဲနော်အဲ့လိုစားအဲ့လိုစားဆိုတော့တဖြည်းဖြည်းနဲ့နဗိယတန်တရားဖြစ်လာ ဒီပုဂ္ဂိုလ်ကဆုံးငံလည်းပဲမထွက်ဘူးအစားတောက်လည်းပဲမစားဘူးဘာတွေများစားနေတာလဲတို့ချောင်းအောင်မှရမယ်ဆိုပြီးတော့နောက်နေ့မှကျန်တဲ့ပုဂ္ဂိုလ်များကဆုံးငံမထွက်ဘဲနဲ့၃ပါးလောက်ကနေချောင်းပြီးတော့စောင့်ပြီးတော့ချောင်းနေအဲ့လိုချောင်းနေတာကိုဟိုဇမုပကသိလားအေးမသိတဲ့ခါကျဟာဒီချိန်ကရမ်းနေမရှိတော့ဘူးအပိုင်မဲကွာဆိုသူ့ရဲ့လုံနေကြအတိုင်းသွားပြီးတော့မစားဘူးလားမစားပါဘူးခင်ဗျာ သွားပြီးတော့အဲ့ဒါစားတယ်စားတဲ့အခါကျမှအကုံဝိုင်းပြီးတော့ဖမ်းရတာနော်မင်းဘလို့ဖြစ်တာလဲဒါတွေကိုပဲစားနေတာလားအာဟုတ်ပါတယ်ဒီလိုပဲစားနေတာဒီလိုဆိုရင်တို့ចောင်းတိုက်ဆက်ပြီးတော့နေလို့မဖြစ်ဘူးဟေးဆိုပြီးတော့ဘဇူတွေက နှင်ထုတ်လိုက်လေအာဇီဝကပြက်ကရုံးတွေကနှင်ထုတ်လိုက်တယ်အဲ့ဒါနှင်ထုတ်လိုက်ပြီးတော့ဘယ်ကိုရောက်လာလဲလို့ပြောတော့သီးသန့်နေရာလေးသီးသန့်နေရာသူရွေးလိုက်တဲ့နန်းကလည်းအများဆုံးအိမ်သာရှိတဲ့နန်းပါရှိတဲ့နန်းလေ အများဆုံးအိမ်သာရှိတဲ့အဲ့ဒီရဲ့နဘေးမှာလည်းပဲကြောက်ဖြာကြီးတစ်ခုရှိတယ်။ဘာကြီးရှိ?အဲကြောက်ဖြာကြီးပေါ်မှာဒီတိုင်းနေရင်တော့ငါလူတွေကလေးစားမှမဟုတ်ဘူး။ငါစတန့်ထွင်မှရမှာပဲဆိုကြောက်ဖြာကြီးပေါ်ကနေစတန့်ထွင်တယ်နော်။ဘာထွင်တယ်လဲလို့ပြောတော့ကြောက်ဖြာကြီးပေါ်မှာတက်တက်ပြီးတော့ခြေထောက်တစ်ချောင်းကိုမိုးပေါ်ထောင်တာ။ခြေထောက်တစ်ချောင်းမလိုထားလဲ။မိုးပေါ်ထောင်ထားတယ်။ခြေထောက်တစ်ဖက်ကကျတော့အောက်ဒူးထောက်တာ။ခြေထောက်တစ်ဖက်ကဘာလုပ်လဲ။ ဒူးထောက်ထားတယ်ဗဇက်ကိုကြတော့ဖြဲထားတယ်ဗဇက်ဟထားတယ်နော်ဗဇက်ဟပြီးတော့အဲ့ဒါခြေတော်တစ်ချောင်းကအပေါ်မှာအောက်ကဒူးကနေပြီးတော့ထောက်ထားဆိုတော့မျက်စိနဲ့မြင်လားမြင်လားမြင်အောင်ကြည့်ခြေတော်ချောင်းကဘယ်လိုလုပ်နေလဲမိုးပေါ်တောင်းတော့ဗဇက်ကဘယ်လိုလုပ်နေလဲဟထားတယ်အောက်ကခြေတော်တစ်ချောင်းကဒူးထောက်ထားပြီးတော့နေတယ်အဲ့ဒါကိုလူတွေကနေပြီးတော့ဟာဘာဖြစ်တာလဲမသိဘူးနော်ခြေတော်ကလည်းပဲအပေါ်မှာထောင်းလို့ပါလားဗဇက်ကလည်းဖြဲလို့ပါလား တချောင်းကကြတော့လည်းပဲအောက်ထောက်ထားလို့ပါလားဘာလဲမသိဘူးဆိုတော့ဝင်ပြီးတော့မေးရနော်ဝင်ပြီးမေးတဲ့ကအရှင်ဘုရားဘာလို့မြန်းဒီပါဇက်ကဖြဲထားရတာလဲဘုရားပါဇက်ဘာကြောင့်ဟထားရတာလဲဆိုတော့ငါကအစားတော့မစားဘူးလေပဲစားတာတဲ့ဘာစားလဲဟာကြီးညိုဖို့သိတ်ကောင်းဗျာတပည့်တို့တွေ့တာကခမင်းနေဟင်းနေစားတဲ့ပုဂ္ဂိုလ်ဓာတွေ့တာလေစားတဲ့လူမတွေ့ပါဘူးဆိုတော့ကြီးညိုမသွားကြဘူးလား ဲ့ဒီမှာဒုဗုဒ္ဓဘာသာတွေမပါဖို့အရေးမကြီးဘူးလားဒါဒီခက်မဟုတ်ပါဘူးအဲ့ဖရလက်ထက်ကနော်အဲ့လိုမျိုးဖြစ်တယ်နောက်အရှင်မယားဒီ6ရောက်ကြီးကအပေါ်မှာတချောင်းထောင်ထားတယ်ဆိုတော့ဘာဖြစ်လို့ထောင်ထားရတာလဲဆိုတော့ဟာငါတို့ကအင်းအားကအပြည့်စွမ်းအားကငါမှာအပြည့်ရှိတာတကယ်လို့သာငါက6ရောက်2ချောင်းလုံးကိုအောက်ရက်လိုက်လို့ရှင်ဒီကဘာမြေကြီးကမခံနိုင်ဘူးတဲ့ဘာမခံနိုင်ဘူးလဲ စဉ်းစားဆင်ခြင်ညာမရှိတဲ့ကမယုံဘူးလားယုံတာပဲဟာလေးစားတာတဲ့သူ့ရဲ့မေတ္တာကြောင့်ဒီလောကကြီးမှာဒီလိုသရဝါအလုံးအသက်ရှင်နေနိုင်တာအနုမုစင်ဒုဗ္ဗာတောင်တေမာပဲဆိုပြီးတော့သူ့ကိုယဟန္တာကြီးဆိုပြီးစုပေါင်းပြီးတော့ကြီးညိုကြတာဗာကြီးတဲ့တုန်းယဟန္တာကြီးဆိုပြီးတော့အဲ့ဒါစုပေါင်းပြီးတော့ကြီးညိုကြတယ်အဲ့နမှာရှင်းညလင်းညအဲ့ဒါမျိုးတွေလောက်ကြတယ်သူကလည်းပဲ လူသိတော်မခံဘူးညာပိုင်းရောက်တဲ့အခါကျမှပဲသွားသွားပြီဘာစားလဲအဲ့ဒါအများဆုံးအိမ်သာကနေသွားသွားပြီးတော့မစင်နေစားတယ်ပြီးသွားရင်သူ့စတိုင်တိုင်းနေတယ်အဲ့ကြဒါကိုကြည့်ပြီးတော့ဖះကဘယ်ကလှမ်းပြီးတော့မြင်လဲလို့ကြောင်းတော်ကနေလှမ်းမြင်တာဘယ်မြင်လဲဩဇံဘုကဇံဘုကတော်တော်မိုက်နေပါလားတကယ်တမ်းကတော့သူကိုယ်တိုင်ဘာမှလည်းတရားရုရတာမဟုတ်ဘဲနဲ့ယဟန္တာရောင်ဆောင်းနေပါလား အသောတရားကင်းရောင်ဆောင်နေပါလားငါသွားပြီးတော့ခြေချုံးมาရမယ်ဆိုဘုရားရှင်ကိုရောမြတ်ကဘုသူသွားလဲအေးဇံမှုကသည်သွားတယ်သွားတဲ့အချိန်ကလည်းပဲနော်ဘုရားဆိုတော့တပိညုတညံနဲ့ကြိုပြီးတော့မြင်ထားတဲ့အတွက်သူစားလောက်မဲ့အချိန်လောက်မှာညာဘက်မှာကြွသွားတယ်ဘယ်ချိန်ကြွလဲညာဘက်မှာအဲ့လိုကြွသွားပြီးတော့သူသွားမယ်လာမယ်လုံနေတဲ့နေရာလေးမှာနော် နဗီရှိနေတဲ့ကျင်ကြီးတွေမှန်သမျှကိုဘုရားရှင်ကတကူတော်နဲ့အကုန်ဖယ်ပြစ်ထားတာ။ဘာနဲ့ဖယ်ပြစ်ထားလဲ။သားစရာရှိသေးလား။မရှိတော့ဘူး။အဲ့ဒီအချိန်လေးမှာဘုရားကရောက်လာပြီးတော့ဇံဘုကလို့လှန့်ခေါ်လိုက်တာ။ဘာလို့ခေါ်လိုက်လဲ။သူမြတ်နေကသူ့ကိုဇံဘုကလို့ခေါ်ရဲလား။ခေါ်ရဲပါဘူး။ဘာလို့မခေါ်ရဲလဲ။ ယဟန္တာလိုအလုံးသောပုဂ္ဂိုလ်များကတတ်မှတ်ထားတဲ့အတွက်ကြောင့်မခေါ်ရဲဘူးဖြစ်နေတာဇံဘုကလို ခေါ်လိုက်တော့တန်းနဲ့နောက်လေကြည့်ဇုသွားတွေ့လေဖရာကိုတွေ့တယ်ဖရာကိုတွေ့တဲ့အခါကျမှဖရာကနေဇံဘုကမင်းလောကကြီးကိုညာနေတာပဲလူတွေကိုညာနေတာပဲမင်းဒီလိုလုံယုံနေတယ်မင်းတရားရနိုင်ရမယ်လို့တော့မထင်နဲ့မင်းရဲ့အပြစ်မင်းသိမှာပဲဆိုဘုရားရှင်ကိုရောမြတ်ကမာသေးမာသေးကုတ္တကေနဆိုတကားထာဟောတယ်နော် ဘလောက်ပဲစားစားတလမှတကြိမ်လေးပဲစားတာပဲပြောပြောမြက်ဖြားလေးနဲ့တို့စားတယ်ပဲပြောပြောဒီလောက်လေးလုံနေုံနဲ့တင်အဲ့ဒီပုံကူတီတရားရနိုင်ရလားမရနိုင်ဘူးကျင်ကြီးတွေကိုစားနေုံနဲ့လည်းပဲတရားရနိုင်ရလားမရနိုင်တဲ့အကြောင်းကိုဘုရားရှင်ကိုရောမြတ်ကနေပြီးတော့တရားဟောလိုက်တဲ့အတွက်ကြောင့်ကျွတ်တန်းဝင်သွားတာပြည့်တယ်ဘာဝင်သွားလဲတာမန်လေးတောင်ကျွတ်တန်းဝင်တာမဟုတ်ဘူးပဋိတန်ပိတာ ပတ္တယဟန္တာဖြစ်သွားတာဘာဖြစ်သွားလဲ ပဋိသမိရာပတ္တယဟန္တာအဲ့ဒါပဋိသမိရာပတ္တယဟန္တာပဲလူတယောက်ရဲ့ဒီဇလန်းလေးကိုကြည်တော်အပြင်ပေါ့ကိုကကိုဘဝကိုပြန်ပြီးဆင်ញင်ကြည့်ရမယ်နော်ယုံမယ်ဟဲ့လို့ဆိုရင်တခုခုကိုယုံတော့မယ်ဟဲ့လို့ဆိုရင်ပထမအဆုံးဘာလုပ်ရမလဲလေးလာရမယ်လေးလာပြီးတော့မှယုံတယ်ဆိုရင် အမှားမနေဘူးလားနေတယ်အခုဇံဘုကကိုကြည်ညိုတဲ့ပုံစံမျိုးမလေးလာဘဲနဲ့ကိုကကြည်ညိုမယ်ဟဲ့လို့ဆိုရင်အချိန်နေမကုန်ဘူးလား သူစီကတရားဓုနာကြားခွင့်ရရလားမရဘူးတစ်ဖက်ကဇံဘုကဘကပြန်ကြည့်ရင်လေဇံဘုကတိတော်တဲ့ပုံကိုပဲမတော်ဘူးလားကိုအမားကိုကိုကိုတိုင်နောက်ပိုင်းသိမသွားဘူးလားအေးအဲ့ဒီပညာရက်လည်းပဲလိုတယ်လောကကတော်တော်များများကမားနေပေမဲ့ဆက်ပြီးတော့မားခြင်းတဲ့ပုံကိုတွေမရှိဘူးလား ှိတယ်သူများပြောပြလည်းပဲလက်မခံခြင်းဘူးအမလို့ပြောတာဒါကတို့ကရိုးရာလေကွာဒါကအစင်လာကွာတို့ရဲ့မိဘကလည်းဒီလိုလှုပ်သွားတာပဲကွာဆိုပြီးတော့အမကိုအမတိုင်းဆက်လျှောက်တဲ့ပုံကိုယ်တွေမရှိဘူးလားအဲ့လိုဆိုတော့ဇံဘုကတဲ့ပုံပြီးမိုက်မနေဘူးလားကျင်ကြီးစားတဲ့ပုံကိုယ်တွေပုံမိုက်သွားမယ်အဲ့ဒါကြောင့်မို့အလုံးသောပုဂ္ဂိုလ်များသည်ဘာလို့ရမလဲလို့ပြောရင်လေးလာပြီးမှ လက်ခံရမယ်ဘာလို့ရမလဲလေးလာပြီးမှလက်ခံရမယ် ေးအဲ့ဒါကြောင့်မို့ဦးဇင်းရဲ့တရားတော်ရဲ့အမိကိုဗာပေးထားလေလေးလာပြီးမှ လက်ခံပါဗာရဲလေလေးလာပြီးမှ လက်ခံပါအဲ့ဒီခေါင်းစဉ်ရဲ့အောက်မှာအကြောင်းအရာ၃မျိုးပြောထားတယ်ဘုရားဘာသာဝင်ဗဏ္ဏမျိုးတယ်လေ၃မျိုးဗာဘုရားဘာသာတွေလေမိယိုးဖလာဘုရားဘာသာတရလွန်ဘုရားဘာသာ အစစ်အမှန်ဘုရားဘာသာမိယိုးဖလာဘုရားဘာသာဆိုတာအဖေဘုရားဘာသာအမေဘုရားဘာသာ သူလည်းပဲဘုရားဘာသာဒါပေမဲ့ဗုဒ္ဓဓမ္မသံဃာသိလား အဲအဲ့ဒီပုဂ္ဂိုလ်မိရောဖလားတရလွန်ဘုရားဘာသာကြတော့ဘုရားဘာသာလို့အမည်တော့ခံထားတယ်ယုံနာကြတော့ဓာတ်ရောနှက်ရောဗေရင်ရော အကုန်လှဲ့ယုံနေအဲ့ဒါဘာလဲလေတရလွန်ဘုရားဘာသာစစ်မှန်တဲ့ဘုရားဘာသာကြတော့သီလတမာရီပညာဒါကိုပဲအားကိုးတဲ့ပုဂ္ဂိုလ်ကြတော့စစ်မှန်တဲ့ဘုရားဘာသာနောက်တစ်ခါလွဲမှားတဲ့ကျင့်စဉ်ဘယ်နှရက်ရှိလဲ6ရက်ရှိတယ်6ရက်ကဒီဘာလဲလေဒီနှစ်ကမီနောက်တစ်ခုက ရေနဲ့နောက်တစ်ခုကဣရိယာပုံနဲ့နောက်တစ်ခုကအကျင့်နဲ့နောက်တစ်ခုကအစာတောင်းနဲ့အဲ့ဒီလမ်းတွေကမလွဲဘူးလားလွဲတယ်နောက်တစ်ခါကျတော့လွဲမှပြီးတော့လမ်းစဉ်ကို ပြင်သွားတဲ့ပုဂ္ဂိုလ်ဘယ်သူလဲလဲဇံဘူးကသူ့ကို အားကြပြီးတော့ဒီနေ့ကြွားလာကြတယ်အလုံးစုံသူတော်စင်ပြိသက်အပေါင်းသူတော်ကောင်းတို့ကလည်းပဲဖယားရှင် ကိုရောမြတ်ရဲ့သာသနာတော်နဲ့တွေ့နေတဲ့အခိုက်အတန့်မှာ ဘုရားရှင်ကိုရောင်မြတ်ရဲ့တရားတော်တို့၏အနစ်သာရဖြစ်တဲ့ဒါနသီလဘာဝနာစတဲ့ကိစ္စတို့ကိုတဏိတခြားကျူးစွာအထောက်နိုင်ပြီး၍တပည့်တော်တို့ဒီဝဘဝတို့တို့နဲ့မဖို့နိဗ္ဗာန်ကိုရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်တော်ဟု၍ပေါင်းစုက တောင်းစုပတ္ထနာပြုလိုက်ကြကုန်ရသည် ကဲဥစဉ်ကတစ်ခေါက်ဆိုပေးမယ်တို့သူရောစင်တို့က၃ခေါက်စီလိုက်ပြီးတော့ဆိုဗုဒ္ဓသာသနာနေအောင်ဝါရှေးကြလင်းစေသော တင်စီတံမေမဟာဘုံညံဓမ္မဒေသနာတင်ညိတံဒေနတာဝေဒုက္ခယံဒုဇနာအိဋ္ဌသမင်ကိနောမေမယာဒေသကဖြစ်သောတရားဟောဆရာငါတိဓမ္မဒေသနာတင်ညိတံတရားတော်နှင့်ဆက်ရှင်သောယမဟာဘုံညံအကျဉ်ဓမ္မဒါနာ တရားအလူကိုပေးလူရခြင်းတည်ဟုသော ပုံညာကရိယာကုသိုလ်သူကိုတင်စီတံတရားလူလာအမျိုးကောင်းသာမျိုးကောင်းသမီးအပေါင်းသူတော်ကောင်းတို့နှင့်စုပေါင်း၍ဖြည့်စီပူလိုက်ရပါပေ၏ဒုံမေပိတရားချက်ခင်စိတ်ကောင်းဝင်ကြကုန်သောတင်သူတော်စဉ်ပရိသတ်အပေါင်းသူတော်ကောင်းတို့သည်လည်းပဲ ယမဟာဘုံညံအကျင်ဓမ္မတဝနာတရားတော်ကိုကြားနာရခြင်းတည်ဟူသော ပုံညကရိယာကုသိုလ်ထုကိုသင်စီတံကောင်းစွာမသွေဖြည့်စည်ပူလရပါပေ၏ဒေနာထုသောဈိဘုဓမ္မာဌာနဓမ္မတဝနာပုံညကရိယာကုသိုလ်ထုကြောင့်တဘေလူအယယနအဖျားဖျား ယမမကျွင်းခပင်ဥဒုံအလုံးစုံကုန်သောတတ္တသူငါကသတ္တဝါမန္တမယအနန္တတို့သည်အိဋ္ဌသမင်ကီနောမိမိတို့လိုလာတောင်းတကြရဲအိဋ္ဌမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံဒုယနေ့ကသနိဗ္ဗာန်ရသည့်ဘဝတန်အောင်ဉာဏ်ဉာဏ်မှမှဉာဏ်ဉာဏ်သာသာ ရှိတော်မူနိုင်ကြပါစေကုန်တည်းကဲအလုံးမဲ့စုပေါင်းပြီးတော့ရေစက်ချကြရအောင်တို့သူတော်စင်တို့ကအလုံးမဲ့လိုက်ဆိုလိုက်ပါကဲလိုက်ဆိုလိုက်ပါနော်အရှင်ဖယားတပည့်တော် တပည့်တော်မာတို့သည်ကံကို၎င်းကံဤအကျိုးကို၎င်းဖရာတရားတန်ခါအဖြင့်သုံးပါမွန်စွာယရနာကို၎င်းယုံကြည်ပါကုန်သည်ဖြစ်၍ရှိဝဇဝံတရဏဂုံသုံးပါနှင့်တကဝါ ငါးပါးသော သီလတော်မြတ်ကိုကျင့်သုံးခံယူသောက်တည်ကြပါကုန်၏အရှင်မြတ်ဖျားသုမတပါမိမိတို့တက်စွမ်းသမျှလူဒန်းမှုကိုလည်းပြုလုပ်ကြပါကုန်၏အရှင်မြတ်ဖျား ထုမတပါအရှင်ဖရာဟောကြားအပ်တော်တရားတော်ကိုရိုရိုသေးသေးယုံယုံကြည်ကြည်နာယူကြပါကုန်၏အရှင်မြတ်ဖရာဤသို့ပြုရာမြတ်ပုံညကြောင့်ချမ်းမြေ၏ကြည် ဘေးမဲ့မည်သည်ဆွေပြည်ထုတ်ချောင်းလမ်းမကောက်ဖဲရောက်ရပါလို့ထိုထိုဘဝကျင်းလဲရလေဒုက္ခဘေးရန်ယမန်အပေါင်းမကောင်းဟုသမျှမတွေ့ရပဲသဘာဣ္ဆာ မင်္ဂလာကိုရွေကတတိုင်းရစီသောယနေ့ယခုပြုပြုသမျှညဘာကကိုမိဘဆရာမြို့တဟာနှင့်ကိုမဆောင်ကျက်ကိုဆောင်နဂါအရင်စ၍ ရှိသမျှလုံးစုံဘုံ31ဖြစ်ဖြစ်သမျှဝိနေယတို့ရကြပါစေတိငှဝေသည်မြားထွေတာတို့ခေါ်စေတော် ြင်မှာနေကြတဲ့အလုံးဆုံးတကဆုံးတကမှအဟောင်းအပေါင်းတို့နဲ့တကွာဒီနေ့ညတရားဝဲလောက်ကြတဲ့ကုသိုလ်ရှင်များရောကြောက်လာကြတဲ့အလုံးတော်သူတော်စင်ပြိသက်အပေါင်းသူတော်ကောင်းတို့ပါမိမိတို့ရဲ့ဘဝလန်းခရီးလျှောက်လန်းတဲ့နေရာမှာကိုစိတ်နှဖျားကျမ်းကျမ်းမာမာချမ်းချမ်းသာသာနဲ့လျှောက်လန်းနိုင်ပြီး၍မိမိရဲ့အကျိုးသူတော်ဘာရဲ့အကျိုးကိုအမျိုးကိုဘာသာကိုသာသနာအတွက်ဆောင်ရွက်တတ်သည့်စိတ်သက်ရှိသည့်တကယ့်ဘုရားဘာသာများဖြစ်ကြပါစေ။